ရိယာဖြစ်ရင်ကိုယ့်ဘာကိုသိသလားဆိုဒါကတော့အိမ်မက်မက်တာတောင်မှငါဘာအိမ်မက်မက်တယ်ဆိုတော့သိတာပဲလေကိုယ်စိတ်မှာတကယ်ဖြစ်သွားရင်မသိဘူးမဟုတ်ဘူးသိတယ်သိရတယ်ပေါ့နော်အဲ့တော့ယဟန္တာပုဂ္ဂိုလ်တွေကအာဘမသိဘူးလားဆိုတော့ယဟန္တာအာဘသိနေရှိတယ်ယဟန္တာအာဘသိနေတယ်ရှိတယ်အာဘသိရင်ထုံးစံအတိုင်းပဲဒေသနာကြားတာအာဘဆိုတာအပြစ်တစ်ခုကိုကျွလွန်မိတာအကုသိုလ်ဖြစ်တဲ့အာဘမျိုးတော့မဟုတ်ဘူးယဟန္တာသိတဲ့အာဘက ဆိုတော့အမေနဲ့အဖေကွဲနေတယ်အမေနဲ့အဖေကွဲနေတာကိုရဟန္တာပုဂ္ဂိုလ်ကသွားပြီးတော့ဒီလုံးဝပြက်ဆဲနေတာကိုဒကမကြီးဒကာကြီးအိမ်သွားနေလိုက်ပါလို့သွားပြောလို့မရဘူးဒကာကြီးကလည်းစိတ်မတူနဲ့ဒကမကြီးနဲ့ပြန်ပြီးတော့ဒကမကြီးအိမ်နေပါလို့ပြောလို့မရဘူးအဲ့ဒါလို့ပြောရင်အောင်ပဲလုပ်ငန်းလုပ်တယ်လို့ခေါ်တယ် အဲ့ဒီအောင်သွေးလုပ်ငန်းလုပ်လို့ရှိရင်တန်ဃာဒိဋ္ဌိအာဘတ်တင်တယ်ယဟန္တာပုဂ္ဂိုလ်တောင်တင်နိုင်တယ်အဲ့ဒီအာဘတ်ကเนาะအဲ့ဒီမှာလည်းရှိတယ်စိတ်ဆက်ပေးရလောက်အောင်ကွဲသွားပြီဆိုရင်မစိတ်ဆက်ရဘူးစိတ်ဆက်ပေးရလောက်အောင်ကွဲတာမဟုတ်ဘူးခဏလေးတည်းစိတ်ထဲကတော့တူတူနေနေတယ်ဒါပေမဲ့လို့အပြင်ပန်းလူကြည့်ကောင်းအောင်လို့ရံဖြစ်ထားတာလည်းဖြစ်ကောင်းဖြစ်မယ်အဲ့လိုမျိုးဆိုရင်တော့ကိစ္စမရှိဘူးတဲ့เนาะနောက်တစ်ခုကတော့ အဘိဓမ္မာဘုံနေနဲ့ပတ်သက်တာကတော့ဒါကတော့ဗြမာတွေတောင်မှပဲဗြမာအချင်းချင်းမဟာဗြမာကိုမမြင်ရဘူးနေမင်းမင်းလက်ထက်ကငရဲသားတွေမြင်တယ်ဆိုတာတမင်းမြင်အောင်ပြလို့မြင်ရတာဟုတ်သူရဲ့ပဂရိမျက်စိကမြင်နိုင်စွာမရှိပါဘူးဒါတွေအဲ့တော့နတ်တွေအနေနဲ့လည်းပဲသူတို့ဘယ်ကုသိုလ်လုပ်လို့နတ်ပြည်ရောက်တယ်ဆိုတာသိပါတယ်ပြန်စဉ်းစားကြည့်လိုက်လို့ရှိရင် ဘာဖြစ်လို့တိတုံဆိုလူလိုမွေးနေရတာမဟုတ်ဘူးခုကတေနောက်ထပ်တောက်လျှောက်ဘွားကနေဖြစ်တာဆိုတော့သူတို့မှာမျက်စိလေးမှိတ်လိုက်တာနဲ့တွင်ပဲဘဝကူးသွားတာဆိုတော့အမတမသိဉာဏ်တော့ဒုက္ခဒုက္ခတွေမရှိဘူးလူတွေကြတော့မမှတ်မိတာဘာကြောင့်မမှတ်မိတုံဆိုလို့ရှိရင်ပြီးခင်ဝမ်းထဲမှာအောင်းနေရတာ၄၅၀လာကြီးဆိုတော့မေ့ကုန်တာပေါ့ဒုက္ခတွေအများကြီးခံရတာဟုတ်လူကြတော့ဒါတောင်မှမှတ်မိတဲ့လူရှိတယ်လေ နတ်တွေကြတော့အဲ့လိုမဟုတ်ငရဲချတဲ့လူကလည်း तू ဘာလို့လို့ငရဲရောက်တယ်ဆိုတာသိတယ်ဘာလို့သိတုံးဆိုဘွားကနေသွားဖြစ်တာဘွားကနေသွားဖြစ်တာဆိုတော့သူတို့လှုပ်တာတွေအကုန်လုံးသိကြတာတွေညာတယ်ပေါ့ဟောအဲ့ဒါသိနိုင်တယ်